စစ်ကောင်ရှင်အပြေအဝထိန်းချုပ်ထားနိုင်သေးတဲ့ရန်ကုန်မြို့မှာတော့ကြန့်ခိုင်ရေးအပါဝင်ပါတီကြီးတချို့ဟာစစ်ကောင်ရှင်လက်အောက်ခံစစ်သားနဲ့ရဲတွေနဲ့အတူလုံခြုံရေးပြည့်နဲ့မဲဆွဲစည်းရုံးကြီးလုပ်နေတယ်လို့မျက်မြင်တွေ့ရှိတဲ့မြို့ကန်တွေစီကသိရပါဗျ။ကိုစလဲလောင်းတွေဟာမြေပြင်မှာလူလူနဲ့ဓာတ်ရိုက်ထိတွေ့တာမျိုးမဟုတ်ဘဲပါတီဝင်တချို့ကသာကိုစလဲလောင်းမိတ်ဆက်တဲ့လက်ကမ်းစာဆောင်တွေလိုက်လံဝင်ခါတာ။စိုင်းမုတ်ထောင်တာတွေကိုလုတာဖြစ်တယ်လို့မြို့ကန်တူကပြောပါဗျ။ဒီလိုရပါပဲ။အဲဒီကြောင့်လည်းရတော့ 家是地面，我呢？家是地面，都爱在前面一块玩。好比包地面，前面一块都爱玩。玩一个哪里？他那里有台湾游，那走路里面玩的，前面一块都爱来跳的，我呢？前面一块那个高空那个爬拉楼梯，来来跳的。那哎，又来跳的前面一块，我们那好激烈呀！哇，要玩的呢，哇，那不玩的嘛？ လူမျိုးကိုလည်းသူကလည်းအဲ့လိုမျိုးပေါ့လည်းတော့လည်းဝါးမှာလုပ်တယ်ဒီပြီးတော့တခြားသမားတွေလည်းပြောတယ်ချမ်းမြေတခုပေါ့။အဲ့မှာတော့သူကပါဖြစ်လဲဆိုပြီးအာပြီးလုံးလုံးပါပြီပေါ့။တို့တို့ကလည်းဒီလိုမျိုးတွေတော့အမှုဝင်ပါပြီပေါ့နော်။အဲ့ဒီလည်းဆက်တော့မလုပ်ဘူးရပါတော့။အဒီရလည်းလည်းဆိုလို့ရှိရင်သူကဘယ်လိုအဲ့တော့သူကအရင်ပြောကြည့်ရင်ဒီမျိုးတွေကလည်းမဟုတ်ဘူးတဲ့လေ။ ဒီတို့ရောင်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပါတီ6ခုကစည်ရင်းသွင်းထားပြီးတိုင်းနယ်ပြည်နယ်အဆင့်မှာတော့ပါတီ50ခုကစည်ရင်းဝင်နေပါတယ်။အဲ့ဒီပါတီတွေကကိုယ်စားလှယ်လောက်9000ကျော်နဲ့အတူတတိပုဂ္ဂလကိုယ်စားလှယ်လောက်65ကိုဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ရန်ကုန်မြို့ပေါ်လိုနေရာမျိုးမှာပြည်သူပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့လောက်သာမဲဆွယ်တာတွေပြုလုပ်နေတာတွေ့ရတယ်လို့သိရပါတယ်။ ီပါတီကြီးတွေအနေနဲ့လည်းပေါ်ပေါ်ထင်ထင်လူထုနဲ့ထိတွေ့တာတွေပြုလုပ်တာမျိုးမရှိတဲ့အတွက်လူလူနေနဲ့လေကိုမျိုးနယ်ကဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေလောင်းတွေကိုမတိကြသလိုစိတ်ဝင်စားမှုလည်းမရှိဘူးလို့မြို့ကန်တွေကဆိုပါတယ်။မဲဆိုရမှာပတ်သက်ပြီးဆိုရင်ဒီဆိုင်ဘုတ်ကြီးပေါင်းတာတော့တွေ့တာ။ကျွန်တော်တို့တိတ်တော့ဖူးလို့မပွေ။ဒီကိုမျိုးနယ်အမီဆင်းပြီးတော့ဒီကတန်းဆောင်မှုရယ်ဒီဆိုင်ဆိုစီမကိစ္စရတော့ဒီပေါ်မှာတော့တွေ့တယ်။ဒီဆိုင်ဘုတ်ပေါ်မှာရရှိတယ်ပေါ့နော်။ မရှိပါဘူးပြောတော့တော့သူကတော့ကောင်းရည်နော်ဆိုတာဒီလိုဒီရပွဲချင်းဆိုရင်လူရက်ဆက်စီအောင်ပေါင်းလို့ပေါ့ကောလူကမရဒီလူရက်တော့ဒီအောင်လို့ဘူးတော့ဟိုမပိချမှာပေါ့အဒီမတရှိချာကိုပူရမှာဒီကိလရူဖန်မလာဘူးဘူရမယ်အဘိခါတော့လည်းနေကြတော့ ဒီမှာလည်းအလားယူကြည့်လို့တချို့ပါတီတွေကတော့စစ်ကော်မရှင် လောက်ခံရုပ်တံသတင်းဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေကသာမဲဆွဲဟောပြောတာတွေကိုပြုလုပ်တာတွေ့ရပါတယ်အခုရွေးကောက်ပွဲက2010ကနေတိတ်မကွာဘူးအဲ့ဒီတုန်းကကျွန်တော်ကပထမဆုံးအချိန်မဲပေးခွင့်ရတာအင်္ဂါဖေကမဲပေးဆိုလို့သာတွားပေးခဲ့ရတာဘဲပါတီတွေမှာဘသူတွေကဘယ်လိုဝင်ပြိုင်မယ်ဆိုတာသိဖို့ဝေးစားနိုင်ငံရေးပါတီဆိုတာတောင်ဘာမှမသိတဲ့အခြေအနေပဲအခုပထမဆုံးမဲပေးမဲ့လူငယ်အချို့လဲကျွန်တော်အတိုင်းပါပဲ သိကြဘူး။မဲပေးဖို့လည်းအာရုံမရကြဘူး။နိုင်ငံရေးအခြေအနေကတော့ဘလို့ပြောင်းမလဲမသိဘူးလို့ရန်ကုန်မြို့ကန်တူဖြစ်တဲ့အသက်36နှစ်အရွယ်ရှိအမျိုးသားတူကပြောပါရယ်။စစ်ကော်မရှင်လောက်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ28ရက်ကစလို့နိုင်ငံရေးပါတီတွေကိုတရားဝင်မဲဆွယ်စည်းရုံးဝင်ပေးထားတာဟာဒီဇင်ဘာ26ရက်နေ့အထိအခွင့်အရေးရရှိမှာဖြစ်ပါရယ်။စစ်ကောင်ရှင်ကလုတ်တဲ့အတူရောင်ရွေးကောက်ပွဲမှာတော့စီတန်းလှဲ့လေမဲဆွယ်ခွင်ကိုစစ်တပ်ရွေးကောက်ကပိတ်ပင်ထားပါတယ် ဒီဇင်ဘာ28ရက်မှာတော့လွှတ်တော်အသီးသီးအတွက်အတွေ့အောင်ရွေးကောက်ပွဲအပိုင်း1ကိုစတင်ကျင်းပမှာဖြစ်ပေမဲ့မဲရလက်တွေကိုတော့၃ပိုင်းလုံးကျင်းပပြီးမှထုတ်ပြန်မယ်လို့စစ်ကောင်ပြင်းရွေးကော်ကကြေညာထားပါတယ်။